Polyphonics ကိုမိမိဘာသာမိမိသင်ကြားဖို့တည်းလေ့လာနေရတဲ့မိမိတွေအတွက်ဒီသင်ခန်းစာတစ်ခုလုံး Pupil Book 1 42 Letter Sound အကုန်လုံးကိုသင်ပုံသင်နည်းအတန်42တန်အစုံထိပေါ့နော်။သင်ဤအပြည့်အစုံကိုပတ်တိုင်းပတ်တိုင်းညှောက်ပေးမှာမို့ကျမရဲ့ YouTube Channel လေးကို Note လေးဖွင့်ထားဖို့ Subscribe ခေါင်းလောင်းလေးနှိပ်ထားဖို့ဒီကနေတင်ကောင်းလာပြောတာပါရှင်။ ဒီ phonics ဒီဘက်ဝန်းထဲမှာကျမတို့ပါရီပါတယ်လဲဆိုတော့တချို့သောဟာတွေကကျမတို့ကပုံလေးတွေကိုမသိနိုင်ဘောเนาะအဲဒီတော့ကျမရဲ့ဒီလက်ရှိသင်တန်းကဆီယမတွေဆိုရင်လည်းဒါလေးတွေကိုအများနဲ့လာမေးတာဖြစ်တဲ့အတွက်ဒါအဲ့ဒီလိုမျိုးမိကုန်းတွေထပ်ပြီးမမေးရလေအောင်အခုဒါ new version ကဟာလေးတွေအကုန်လုံးကိုတခြားလေးတစ်ခုချင်းစီအတန်တန်ချင်းစီကိုဗီဒီယိုတစ်ပုဒ်စီလုပ်ပေးတယ်မှာဖြစ်ပါတယ်အဲဒီတော့မနေ့ဖန်ကကနေစပြီးတော့ letter သူ့ရဲ့ group alike လဲတွားချင်သွားမယ်ဒါမို့လို့ရှင်လဲအဲဒီအဆင်ပြေ letter လေးရလာမယ်ပေါ့เนาะ အဲ့ဒီတော့အမှန်တော့ဒီ group လိုက်တော့ပို့ပြီးတော့ကောင်းပါတယ်အဲဆိုရင် group 2ကနေ group 1 2 3 4 5 6 7အဲ့လိုလေးတောက်ပေးမယ်နော်ဒါဆိုရင်နမူနာအနေနဲ့ကျွန်မဒီမှာအဲ letter s လေးကိုတင်မယ်ဆိုရင်နော် letter s လေးကို this is letter s capital letter s small letter s နော် and this is letter s letter s ကိုဒီလိုရေးမယ် okay we can write letter s like this like a snake like a snake အဘီဒီလိုရေးမယ်သူတို့ကိုလေထဲမှာဒီလိုလေးရေးမယ်လေးလာမလာတဲ့ငယ်တဲ့ကလေးတွေရေးတဲ့တည်းမီးတဲ့တည်းအဖထားလေးထဲမှာဒီလိုလေး s လေးကိုဒီလိုလေးဘောပဲကလေးရေးမယ်ဆိုကလေးတွေကငါရေးတတ်တယ်ဆိုတော့ scholarship ကိုရတယ်အဲ့တော့မှဒီမှာကြည့်ရတဲ့ s ကိုထက်ရေးမယ်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 ဆိုတော့စောက်ထဲမှာပဲသူကျမတို့ကသူတို့ထက်ရေးခိုင်းအောင်မှာဒီထဲမှာပဲဘလာစောက်လေးထဲမှာချရေးမယ်ဆိုသူတို့အတွက်လက်ကမငိမ့်နဲ့ဒါတော့မှသူတို့အဆက်ကလေးနဲ့ဆက်ပြီးရေးအောင်မှာပေါ့နော်အဲ့အဓိကကစလုံးနဲ့ letter ကိုတွဲမှတ်မိသွားစီပွဲဖြစ်တယ်အဲ့တော့ letter s လည်းအဲဆောင်ကိုခြေရိုးကတိကျင်လားမမေမမေပြပြမယ်မပြပြခင် phoenix ကဗျာလေးတွားပြီးတော့နားထောင်ကြမယ်နော်အဲ့တော့ letter s sound လေးကိုတောင်းမယ်ဆိုလို့ရှိရင် youtube ထဲကိုဝင်မယ် letter s sound နော်အဲ့တော့ letter s ရဲ့အသံ action မွေလေးတော့တလောရမယ်နော်လို့တဲ့အခါ snake is in the grass hope အဲ့ဒီတော့ letter s ရဲ့အတန်ကဘယ်လိုလေးပါလဲဆိုတော့ဘာဖြစ်လို့လက်ကလေးကိုဒီလို action လုပ်တာလဲဆိုတော့မွေလေးကပြေးလို့ရှင်ဘယ်လိုပြေးလဲအဲ့လိုပြေးလာကုန်ပေါက်ကုန်ပေါက်မပြေးဘူးတွန့်လင်ကောက်ကွေးနဲ့ပြေးတယ်အဲအဲ့ဒါကြောင့်မလို့မွေလေးပြေးတဲ့အခါမွေလေးကသူ teacher တို့ကိုလန့်ပြီးတော့တော့သူရဲ့ phonics story မှာတော့အဲပါတယ်ဒါပေမဲ့ကျွန်တော်တို့ကအကြမ်းင်းမွေလေးကလူတွေကိုလန့်လို့ရှိရင်နော်အမှတ်တမဲ့អော်သွားတဲ့အတန်းအဲ့လိုရန်ရှာပြီးတော့ထွက်ပြေးသွားမှာ လူကမွေးဆိုတော့လူကိုချုပ်တဲ့အမျိုးနော်အဲ့လောက်အရှင်းပြောချင်ကျွန်တော်တို့ရတယ်လက်တဲ့အဆောင်လေးကမွေးလေးကအာမေဒိတ်အတန်နဲ့လူတွေကိုချုပ်ထားတဲ့အတန်မျိုးလေးစွန်ထွက်လာတာဖြစ်တယ်အဲ့ဒီဟာကိုတီးဖို့အတွက်မွေးလေးပြေးပြီးလို့ရှိရင်မွေးလေးကပါဇက်ကနေရုပ်ပြီးတော့ပြေးသွားရောအဲ့ဒီတန်လေးမှန်ပြီးလို့ရှိရင်နော်အဲ့ဒါဒီမှာကြည့်မယ်ဒီပုံလေးတွေကိုကြည့် what is this ဒါလေးကိုကြည့်မယ်တသမီးတို့တီးလားတီးရင်ဒီချက်ကိုပြောဒါလေးကတီးတယ်တီး မင်းမင်းဒါလေးကစမ်းနေလုံးကြီးဟုတ်တယ်ဒါလေးကော spider ဟုတ်တယ်ဒါလေးကော snail ဒါလေးကော tree ရဲ့ချုပ်ပုံนี่မသိနိုင်ဘူးတဲ့မသိတဲ့ပုံတွေပါတာဖြစ်တဲ့အတွက်သိတဲ့ပုံတော့မကြည့်နိုင်ဘူးမသိနိုင်တဲ့ပုံတွေဆိုရင်ကျွန်တော်တို့ဦးစားပေးပြီးကြည့်ကြည့်ပေးပါအဲ့တော့ဒါလေးဆိုရင် sun tattoo the sound အဲ့တော့ spider tattoo the sound spider ဘာအတန်ကြားလဲ spider ကိုသူတို့ဦးစားပေးပြီးတော့အတန်လေးကိုနားထောင်ခိုင်းမှ listen နေ spider tattoo the sound အတန်ကိုကြားတယ် help me snail ခယူလေ snail is tattoo the sound ဘာအတန်ကြားလဲ snail ကတော့ snail is tattoo the sound ဘာအတန်ကြားလဲ snail ရဲ့အစအတန်ကလည်းအတန်ကြားတယ် help me ဒါဆိုရင် तू ကပြောထားပြီးသား no no three have no three have a sound the beginning asama အတန်ပါတယ်တဲ့ cross out the one that does not cross out ဆိုတာဒီလိုချက်ရှိခက်လို့တာကိုပြောတာ cross out လုပ်ပေးရမယ် the one တခုကိုမပါတဲ့ အတန်မပါတယ်ဘာအတန်လဲဆိုတော့အတန်မပါတာခုနလေးတင်ဒီချေတို့မေမေတို့ဆိုသွားတယ်သမီးလေးတို့သားလေးတို့ဘာအတန်ကြဘယ်ဟာမှာအတန်မပါဘူးလေအဲဒီမှာတစ်ပင်မှာမပါဘူးအဲတစ်ပင်လေးကိုစောက်ထဲမှာပဲသူတို့ cross out လုပ်ခိုင်းလိုက်ပါဒါဆိုရင်တခုမှသူတို့စာရေးစရာမလိုဘူးဒီနားမှာ sun လို့ပြောရင်ဘာအတန်ကိုစကြလဲအတန်ကိုကြရတယ်ဘာနဲ့ရေးမလဲ s ကိုလှသည်ဖြစ်စေမလှသည်ဖြစ်စေသူတို့ဖက်လှဲတဲ့အဖက်မှန်အောင် ရေးခိုင်းလိုက်ပါအစွဲငင်းလေးမှန်အောင် s S ဒါဆိုလို့ရှိရင်အဲ့လိုပုံစံအတိုင်းပဲနောက်ထပ်သင်ခန်းစာတွေ S A T I P N C K E H R M D ဆိုတဲ့အရာလေးတွေကျွန်တော်တို့စတိုက်စတိုက်သင်ခန်းစာလာမှာမဟုတ်ကျွန်မရဲ့ YouTube channel လေးကို Facebook TikTok မှာလည်းအကုန်လုံးမှတင်နေတယ်သို့တော်လည်း Facebook TikTok တို့မှာကြတော့ဗီဒီယိုတွေကအများကြီးစတိုက်တင်နေတာဖြစ်တဲ့အတွက် share လာခက်မှာမို့လို့ YouTube channel လေးထဲမှာ playlist ကျွန်မရဲ့ channel ထဲရောက်သွားပြီဆိုရင် playlist ထဲကိုဝင်လိုက်ပါနော် YouTube channel ထဲမှာ playlist ထဲကိုဝင်လိုက်ပါ ဒီမှာကျမရဲ့ channel ဒါဆိုကျမရဲ့ channel ရောက်သွားပြီကျမရဲ့ channel ရောက်သွားပြီဆိုလို့ရှိရင်ဒီ channel ကိုကျမ channel name name လေးကိုနှိပ်လိုက်နှိပ်ပြီးသားရင်ဆိုရင်ဒီမှာ video ရဲ့ short ရဲ့ podcast ရဲ့ playlist ရဲ့အဲ့ဒီမှာ playlist တွေကဝင် playlist ရဲ့ဝင်တယ်ကျမကနော် jolly song ဆိုပြီးလုပ်ပေးထားတယ် jolly phonics song ဆိုပြီးလုပ်ပေးထားတယ်ဟော jolly phonics song ဆိုပြီးလုပ်ပေးတယ်အဲ့ဒီ jolly phonics song ထဲမှာဒီ phonics ရဲ့အတန်လေးဒီဒီအစင်ဆက် fonetic letter sound အကုန်လုံးသင်ဖို့သင်နေပြပပိုးကွမ်းသင်ဖို့နေနေအစားဆုံးရှိမှာဖြစ်တဲ့အတွက်အဲ့ဒီတဲ့ဝင်ပြီးတော့လေ့လာကြည့်ရှုလို့ရပါတယ်လို့မျှဝေရင်ねကျွန်မရဲ့ phonics ပြပ book တအုပ်လုံးခရီးရှည် letter sound သင်ဖို့သင်နေခရီးရှည်ကိုထွက်မှာမို့လို့ဒူဒူလိုက်ပါကြည့်ရှုသင်ယူလေ့လာပေးဖို့မျှော်လင့်ပါတယ်ရှင့်ကျေးဇူးတင်ပါတယ်